ကဲဒီနေ့ကတော့ရာသီဥတုပူနေရဆိုတော့လေထမင်းစားမင်စိမ့်မဲ့မယန်းဒီအစိမ့်တုပ်လေးရယ်ငရံကိုစီပြန်လေးချက်ပြီးတော့ငရုတ်တီးကိုငပီလေးနဲ့အချိုလေးကြော်ပြီးတော့အေးတောက်လေးနဲ့ဒီနေ့ဖွဲရလေးစားပါမယ်ရှင်ထမင်းမအားလို့ပြစ်ထားတော့စားကြတဲ့ချိန်ကလက်ဆွဲတူရောမယ်။ညာကတော့ထမင်းစားအဲ့လိုလေးမြုပ်စားကြလား။ထမင်းစားဖို့လားကထမင်းစားမယ်။ဖရှင်ရေ။ဟယ်လိုညာ။ဒါမယ်။ နေ့တော့ငလာစီပြန်လေးချက်မယ်အဲ့တော့ခင်းရင်ဒီလေးပြလိုက်အောင်မယ်ထားတော့ဘယ်ဆိုင်ထားတော့စားကြတဲ့ချိန်မှာလက်ဆွဲတွေကူးရုံပဲဒါလေအရွက်ရဲ့ချားထဲမှာလေအရွက်ထုံးပိုးဆိုတယ်ဒါထဲမှာပိုးလေးတွေဝင်တာအရွက်ရဲ့အလွှာလေးတွေချားထဲမှာအဲ့ပိုးနောက်ထိထိမထိလို့ရှင်အဲ့အရွက်တွေကိုလို့တော့လေအစီနှစ်တွေစောပြီအရွက်တွေချောက်ပြီအပြင်ကတပင်းလုံး၆ခန်းသွားတော့ငါ့ပုတ်သက်စီမခန်းမခန်းကျင်တော့ကြတော့အဲ့လိုဖြစ်တယ်ပေါ့နော်လိုက်စားနေ

ွန်ချောက်ကရေခဲတဲ့တိုင်မှာရှိရပွန်ချောက်ရေစိမ်ထားပါရေဟင်းစိမ်ပါတယ်အချို့ကြီးပြောပါမနော်ဒီနေ့ရခင်းရည်ကိုကွာတော့ဒီရွှေဝင်းရဲ့မြေပဲစစ်တန်နဲ့တုံးပါပါနော်ကဲဟင်းချဖို့အတွက်ရွှေဝင်းမြေပဲစစ်တွေထည့်လိုက်မိတ်တံဘူးရောင်တဲမော့ဒီကပြန်ချက်ကြအောင်ပြီးတော့နည်းနည်းလေးထဲမှာ ကဲရွှေအုံရဲ့မြေပဲစီကတော့သူကလေမြန်မာနိုင်ငံရဲ့မြေပဲတွေကိုမှသူကလုံကြုံလုံတန့်တွေကိုပဲရွေးပြီးထုတ်လုပ်ထားတဲ့ဒီတရားရဂိုင်းတော့မြေပဲစီစစ်စစ်ပေါ့နော်သူရဲ့မြေပဲစီကကြာလေတခွဲစစ်ဆေးပြီးတော့ဒီနိုင်ငံကနေတတ်မှတ်ထားတဲ့ဒီမြေပဲစီရဲ့ဒီစံချိန်စံညွှန်းပေါ့နော်လို့တတ်မှတ်ချက်တွေကိုက်ညီပြီးဆိုတော့မှသာလေသူကဘူးရဲကိုထည့်ပြီးထုတ်ပိုးပြီးရောင်းချပေးတာပေါ့နော်ဒီတိုင်းစိတ်ပြာနဲ့တခါတန်းပြီးဘူးရဲထည့်ရောင်းတာမျိုးမဟုတ်ဘဲနဲ့သူရဲ့စကြာတခွဲစစ်ဆေးပြီးတော့မှသူကထုတ်ထုတ်ထားတာပေါ့ ားဘူးဆိုပြီလားငါးလေးကိုအနှစ်လေးနဲ့တသားလေးဖြည့်ပြီးတော့စီဘော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 ရတော့ဖြစ်တဲ့အထီကိုကြိုင်ပြီးအဖုံးလေးလှက်ပြီးထားပါမယ်ငါးညင်နဲ့တသားအောင်သူခင်းရင်ဒီပါတဲ့ဟင်းတွေကကြတော့အထားမခံဘူးเนาะအထားခတ်ချက်နဲ့ဆိုလို့ရှိရင်ခင်းရင်ဒီမထဲပဲနဲ့လေစက်တုံဖြူနေကိုကျွတ်လာတဲ့အထက်စစ်သက်ပင်ဟင်းချက်နေလို့ကတော့ ဒီလက်ချက်ဒီလက်ပုံဆိုတော့ခင်ဗျတို့ထက်ချက်တာတယောက်ထဲသမားတွေဟိုနောက်နေ့လဲစားခြင်းနဲ့ဟေ့ဆိုရင်တော့ငါဟင်ချိုင်ခင်ဗျတို့မထင်ဘူးနော်ဘာဘာဘာဖြစ်လာရေးဆွတ်တော့မယ်ငါအရင်ကြာကြာကြီးထက်ဆရာမလို့တော့ရေးဦးလေကိုလိုချင်တဲ့နေထားလောက်ကိုမှန်းပြီးတော့ထည့်လိုက်တယ်ကဲစားထည့်မယ်ကဲ ချက်တော်နေပပလီကေတာမီပဲဆန်ဒါတော့ငပိမီဖုတ်ထားတာငါမီဖုတ်လို့ရှိရင်အဲ့လိုရောင်းမလေးကက်ပြီးမီသွေးလေးနဲ့ကင်းကေတာတော့ရှယ်ပစုံချက်ကေတာစားဒါကတော့ရွှေအုံးမီပဲစီတက်ပစံကြရအချိုပါရဲဆိုပေမဲ့ဒါလေးကိုတော့အချိုမုံလေးလေးလေးထည့်လိုက်လို့နော် င်တော့ငပိပါလို့ထည့်လဲဆိုမယန်တိကအချင်းဆိုတော့ငပိနဲ့တုံရင်တုံငံပြိုင်နဲ့တုံရင်တုံပေါ့နော်ဒါပေမဲ့ငပိကကြတော့မယန်တိကအခုချန်တအားချင်တာလေအသေးကရှင့်နေပြီဆိုတော့ငပိကင်မရငပိမစားရတဲ့သူဆိုလို့ရှိရင်ပဲမုံလေးထည့်ငံပြိုင်လေးစားလေးနဲ့ပုံစံကြောင်လေးနဲ့တုံလိုက်ရတယ်မယန်တိဆိုတဲ့အတိုင်းပဲချင်တယ်ဒါပေမဲ့ပုံစံကြောင်ရဲ့အချိုးရဲ့ပဲစီရဲ့မှုမှုလေးရဲ့စက်သွန်လေးလေးနဲ့ဆိုတော့ဒါစားထမင်းနဲ့စားလို့ရတယ် က်တုံးပြီးသေးရယ်နိုင်တော့ရငပိနဲ့ငင်းသေးနဲ့ကြော်တာဒီလိုလေးမပီးရယ်ကက်တုံးပြီးရယ်ကဲအချုံမောက်ကဲဘယ်လိုဒီထက်တူမှကြာရင်အောက်လေးကိုချပြီးတော့မှုန်းငါအောက်ချပြီးမှွေရယ်ဆိုတာလေစီကတအားပူတဲ့ခါကျတော့ငရုတ်တိမှွာတူးသွားမှကြောက်လို့မှွေရပါတော့ ပြီးတော့ပြန်တင်ပြီးတော့သူညှို့လာတဲ့ချော်ပေးရတာအဲ့ဒါမဲနိုးမေချော်ကျွေးနေကြမြေသိနေငပိနေကျော်တယ်နားရတာလေတစ်ခါခါဟင်းချမ်းတယ်မလားအသားတွေမင်းများချက်တယ်မင်းများစအမေကဆိုမျိုးကြံစိတ်ကိုအားဖာစားကြတာလေအကုန်ချမ်းတယ်ပါအကုန်စိုက်ထားတယ်ပဲလက်ကောက်ပဲသီးအကုန်စိုက်တာဝယ်စရာမလိုပါအားကြောင့်လည်းဒီမိသားစုအများကြီးနဲ့တယောက်ထိုင်ရုံးနိုင်တာလေ။ဒီသင်းနဲ့ငပိနဲ့ကျော်။ ကဲထမင်းစားမယ်အဲ့တင်ကိုဝေတော့ထမင်းစားဖို့လားကွာထမင်းစားမယ်ထမင်းစားပဲလေကွာမင်းပြောစားမယ်ကဲဒါကတော့ငမင်းစီပြန်ပါဒါကတော့ပစောချောင်းနဲ့ဟိုအားနဲ့တောက်တာနင်းတီတောက်သားစီရောမှာဘာအောင်မှာတကြီးရတော့ဥချာတမိပေါ့နော်နော်နော်ဖနာပြောဟာတမိရတယ်တမိရတိလာတော့လာငါဘာမှမရောငါငယ်ပြီးနေငါပြီးနေကြောနေလိုက်ရတော့ပေါ့ဟာပူပဲ ဲ့တော့တို့ထမင်းစားအဲ့လိုလေးမြုပ်စားကြလားကလေးကွာလေအတုံလေးတွေကြိုက်တယ်ဆိုလို့ရှိရင်အဲမြေဘဲသူစစ်စစ်လေးစောင်းလာအတုံလေးတွေလက်ဖက်တုံလေးတွေငချောက်ဖုံလေးတွေစက်သားချောက်ဖုံလေးတွေအရွက်တုံလေးတွေဆိုမြေဘဲသူစစ်စစ်လေးနဲ့တုံးလို့ရှိရင်မှုရေးပြီးစားကောက်မယ်

ay yuba che che ngoti alu na sa ka no nga le yuba la me ngam sa mi pye twa le min chu le taw ka ဒီနေ့တော့ကားတော့တော့ပါပဲရှင်။ညနောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘလိုဟင်းလေးလေးချက်စားပြမလဲ၊ဘာလေးလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ညရဲ့ဖီလိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်လေ။ကျေးဇူးအများကြီးတရှိပါရဲ့ရှင်။